င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။မြောင်လေးပင်မြို့နယ်စီပင်ကျောင်းအချို့ရမှုပြစွာတီကောင်းဆောင်ကျန်ဖုံမင်းမင်းဦးပြကတ်ခင်အောင်တင်ဆောင်။ဘကုတိုင်းမြောင်လေးပင်မြို့နယ်စီပင်ကျောင်းအချို့ရမှုလည်းပြပြစွာတီကောင်းဆောင်လည်းပြကျန်ဖုံအမကန်လည်းပြသူမင်းမင်းဦးပြကတ်ခင်အောင်တင်ဆောင်သွားကြောင်း Nice Star Underground 4ဘကုရီဂျင်မတောင်ရှိသူကပြောတယ်။နိုဝင်ဘာလရှိရနေ့ညနေ3:45မိနစ်ချိန်ညောင်လေးပင်မြို့နယ်စီပင်ကျေးရွာအုပ်ချုပ်ရေးမှူးလမ်းဖြစ်စံဖို့ပါတီဝင်လည်းဖြစ်ပြည်သူ့ရေးကောင်းဆောင်လည်းဖြစ်သူမင်းမင်းကိုပြစ်ခဲ့ရပွဲချင်းမိတိန်ဆောင်ခဲ့ကြောင်း မင်းမင်းကဦးကောက်မှာတနက်တန်အနေချက်ကိုကန္နာမှာတနက်သွန်အောင်ကြံနဲ့တိတ်ဆုံးခဲ့ကြောင်းပထမကြိမ်လောက်ကြံပြစ်ခတ်ခဲ့စဉ်ကတိတ်ဆုံးခဲ့ပြီးတရင်လွှင့်ပြီးစေယုံမှာစေကူတာမှုခံယူခဲ့ရပြန်လည်ကောင်းမွန်လာခဲ့ကြောင်းဒုတိယကြိမ်ပြစ်ခတ်မှုမှာတိတ်ဆုံးခဲ့ခြင်းဖြစ်ပါတယ် မမေကပထမချိန်လောက်ကြံမှုမှာလွမြောက်ခဲ့တဲ့အခါမှာညောင်လေးပင်မြို့နယ်စီပင်ကျန်းမှာနေထိုင်ခြင်းမပြုတော့ဘဲဒိုင်ဦးမြို့ဒရဲမီလန်ဆောင်မီးပွိုင်နီးအိမ်တလုံးဝယ်ပြီးနေထိုင်ခဲ့ကြောင်းမမေဦးမှာညောင်လေးပင်ရှင်ဆိုင်ပုံမှုနေလင်းနဲ့ပူပေါင်းပြီးစစ်မှုတန်းပြေလူငယ်ကိုဖမ်းဆီးခြင်းငွေညစ်ခြင်းတွေလောက်ဆောင်ကပြည်သူလူထုကိုနီးလန်းမျိုးစုံနဲ့ဒုက္ခပေးခဲ့ကြောင်းသိရပါတယ် တို့အပြင်တိတ်ဆောင်သူမင်းမင်းဦးမှာဘကိုးတိုင်းတိုင်ကိုပြင်တက်စားညောင်လေးပင်ရှေ့ချမ်းမင်းမင်းဦးကဲ့သို့ပင်ပြည်သူကိုဒုက္ခပေးနေတဲ့ပြစ်မှတ်တွေကိုထပ်မံရှင်းလင်းသွားပြီဖြစ်ကြောင်းဆိုပါဖွဲ့တော်ရှင်သူကပြောတယ်။နောက်ထပ်ဘလို့ရေးရမှုတွေထပ်ပြီးအချိန်မြင့်မလဲဆိုတာကကျွန်တော် Nice Star UJ ဖွဲ့လက်လန်းမိသည်များနဲ့မြင်တဲ့ကပြည်သူကိုဒုက္ခပေးသူမှန်သမျှရှားသလောက်စုံစမ်းဖို့တော်ဝီရှင်းလင်းသွားမှာလို့ Nice Star Underground 4ဘကိုးရီဂျင်မှာတောင်းရှင်သူကပြောပါတယ်။ ဆက်လက်ပြီးဝက်လက်မြွနယ်တွင်စစ်ကြောင်းထုတ်မိရှုနေတဲ့စစ်တပ်ကိုကြောက်ဖြတ်တိုက်ခိုက်မှုစစ်သား9ဦးတေဆုံးပြီးတော့စစ်တပ်ကစစ်သားလောင်းတွေကိုဖျက်သိမ်းလို့ဆုံးဖြတ်ထားခဲ့။သခိုင်းတိုင်းဝက်လက်မြွနယ်အတွင်းစစ်ကြောင်းထုတ်မိရှုနေတဲ့အကြမ်းဖက်စစ်တပ်ကိုကြောက်ဖြတ်တိုက်ခိုက်ရာစစ်သား9ဦးတေဆုံးပြီးအလောင်းတွေတင်ရှာရှိခဲ့ကြောင်းပြည်သူစေကံဒေါ်လိုင်းတစ်ဖွဲ့တောင်းရှိသူကပြောတယ်။ နိုဝင်ဘာလ6ရက်နေ့မှာဝက်လက်မြို့နယ်ရတာကြီးရွာမှာထွက်လာအင်အား180ကံပါစစ်တပ်စစ်ကြောင်းကရွာစဉ်ပတ်မီးရှို့ပြီးဝက်လက်မြို့တွင်ရှိအထိုက်စခန်းကိုကြောင်းစစ်တော်လိုက်တဲ့ဖော်တွေကကြားပြတိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ဘက်ကစစ်သား18ဦးတေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးတပ်ပြတ်ပြီးဝက်လက်မြို့နယ်တွင်ရှိစစ်တပ်ထိုင်စခန်းကိုစုပ်ပြေးသွားကြောင်းတိုက်ပွဲတွင်တော်လိုက်တဲ့ဖော်တွေဘက်ကလည်းရဲဘော်တအုပ်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါတိုင်ခိုင်မှုကိုပြည်သူစေကတော်လေးတစ်ဖွဲ့လျက်စီးပြစာတစ်ဖွဲ့နဲ့နှက်တောင်တကားတစ်ဖွဲ့ပောင်းတော်လေးတစ်ဖွဲ့ပူပေါတိုင်ခိုင်ခဲ့တယ်။လက်ရှိချိန်မှာဂျပန်စစ်အုပ်စုကဝလက်မြနယ်တွင်ကိုစစ်ကြောင်းနေပြန်ချပြီးလှုပ်ရှားနေကြအောင်အချိန်မြင့်ထိတဲ့တိုက်ပွဲဖြစ်ပွားနိုင်ကြောင်းပြည်သူများနေပြန်သက်ဆိုင်ရာအဖွဲ့စည်းရဲ့သတိပေးညွှန်ကြားချက်ကိုလိုက်နာကြတဲ့တော်လင်းရဲဘော်တွေပြည်သူတွေရဲ့ရှင်မရဲရဲဝံတိုက်ပွဲဝင်နေကြောင်းပြည်သူစေကတော်လေးတစ်ဖွဲ့တော်ဝင်ရှိသူကဆက်လက်ပြောဆိုရင်းရင်းစစ်တဲ့စစ်ကြောင်းကဝလက်မြနယ်တွင်ရှိတမကုံရရတော်ကုံရတရားဥရထုံးပူရထုံးပူရရှေးဘက်တရားညီနောက်နေရှိနေနဲ့မြင်တဲ့အရာတို့ကိုမိရှုပ် ဖြန့်စည်းခဲ့ကြောင်းသိရတယ်။ထို့ပြင်ဝက်လက်မြွနဲ့အနောက်ဆန်းရှိရွာသားကြီးထုံဘိုးတရာဦးတမကုံရွာတော်ကုံဥတီကုံအုတ်ဖို့ကုံကြီးကန်တောင်ရမြောက်ရွာလှတော်လက်ကြီးကုံနှံ့ကြီးကုံရွှေတာရင်းမတော်ကုတ်ကိုစုံငှက်ပြောတော်တထောင်ကိုင်းကဒူးဆိုင်ကျင်းရီမှာထောင်နဲ့ချီသာပြည့်တဲ့ဘဲလာတပြည့်တင်ဆောင်နေကြရပါတယ်။ က်လက်ပြီးပုံနာစွန့်နဲ့ပေါတော်မြို့နယ်တို့မှာစစ်တပ်ကလင်းနဲ့ပုံကျဲမှုပြည်သူ6အသေဆုံးရခိုင်ပြည်ပုံနာစွန့်နဲ့ပေါတော်မြို့နယ်တို့မှာစစ်တပ်ကလင်းနဲ့ပုံကျဲမှုပြည်သူ6အသေဆုံးသောကြောင့်ရခိုင်ဒေသတရင်းမြို့နယ်စစ်ပေးဆောင်ရေးကွန်ရီသူကွန်းချိုတန်ကနေသိရတယ်။နိုဝင်ဘာလ10ရက်နေ့မော်လန့်2နာရီ30မိနစ်ဝန်းကျင်အချိန်ရက်ခိုင်ပြည်ပေါတော်မြို့ကိုစစ်တပ်ကလင်းနဲ့ပေါင်900ဘုံတုံးလုံးချဲ့ချခဲ့ကြောင်းအဆိုပါဘုံမှာပေါတော်မြို့ပေါ်ကိုအခြေခံပညာထပ်တန်းကြောင့်ပေါ်ကွဲပြီးစစ်ပွဲရှောင်ပြည်သူလေးဦးတေဆုံးခဲ့တယ်။ အလားတူယနေ့မိုးလနဲ့နိုင်ဝင်းကျင်ချင်းစစ်တပ်ကပုံနာကျုံမြို့နယ်မလာတူမိုးလနဲ့နိုင်ဝင်းကျင်ချင်းစစ်တပ်ကပုံနာကျုံမြို့နယ်ကြောက်တန်ချင်းကြီးအစာတင်ကြောင်းနဲ့အနီးပတ်ဝင်းကျင်ကိုပုံနေကျင်းချပြီးဆက်တနက်နဲ့ပါပြေကန်ခဲ့ကြောင်းထို့သူပြစ်ခတ်မှုကြောင့်ပြည်သူနှုတ်ပွဲချင်းပြီးတိတ်ဆုံးခဲ့ကြောင်းသိရတယ်။နိုဝင်ဘာလ9ရက်နေ့မနေ့7:30မိနစ်ချင်းရခိုင်ပြည်ပုံနာကျုံမြို့နယ်ရိုတရုတ်ကြီးအကိုစစ်တပ်ကတိုက်လင်းနဲ့ပုံနှလုံးကျင်းချခဲ့ကြောင်းဆိုပါပုံကျဲမှုကြောင့်အမျိုးသမီးလေးဦးနဲ့အမျိုးသားတအုပ်စုစုပေါင်းပြည်သူ9ဦးတိတ်ဆုံးခဲ့ကြောင်းရှင်ပြည်ပြည်သူ9ဦးမှလည်းတရားရရှိခဲ့ပါတယ်။ထို့အတူနိုဝင်ဘာလ9ရက်မနေ့လေး ၁၇နှစ်ချင်းစစ်တွေ့ကျဆိုင်ခမတော်၄၄တန်းက၁၂၀မမလာနှစ်ကျင်းနဲ့ပြက်ကတ်တဲ့ဖြင့်ပုံနာကျုံမြို့နယ်ကွန်းတောင်ကျေးမှာ၅၅နှစ်ရဲ့မျိုးသားတောက်တဲ့ရရှိခဲ့ကြောင်းနိုဝင်ဘာလ9ရက်နေ့မနက်7:29မိနစ်ချိန်ရခိုင်ပြည်ပေါ်နာကျွန်းမြို့နယ်အဖျူပြင်းကျန်းကိုလင်းနဲ့ပုံနှလုံးကျဲချတဲ့ပြင်အမျိုးသမီးတောက်တန်ရရှိခဲ့ပါတယ် ဆလဘီဝမ်တို့မှာလင်ဝဲလာတို့တအုပ်ပောင်းရင်ခမ120ကစစ်ကော်မရှင်တပ်သားခုနကောပန်ကာဖာထိန်ထိန်တာစကိုင်းနိုင်ကောလင်းခင်ဝမ်တို့မြို့နယ်ထဲမှာ၁၀ရက်အတွင်းစစ်ကော်မရှင်တပ်တပ်စိန်မောပောင်းရင်ခမ120တန်းကထွက်ပြေးခုံလုံးလိုက်စစ်ကော်မရှင်တပ်သား900ကိုထိန်ထိန်ထားလို့ဝမ်တို့မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တောင်းရှိသူကပြောတယ်။ ပြည်ကအော်တိုဘားလာ29နေကစလို့ဇယ်ရဲ့တွင်ဝန်သူမြေနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကထိန်းသိမ်းထားစစ်ကောင်ဖြင့်တပ်သား900ရှိဖြစ်ပြီးလက်ရှိမှာစစ်စင်မြေမျက်နှာရေလှုပ်ဆောင်နေရယ်အဲဒီ900ထဲမှာဝန်သူမြေနယ်ဘက်ကဗာဒန်ချိန်ဆက်အလင်းဝင်လာသူတယောက်ပါဝင်ပြီးဂျန်နေသူတွေကတော့စစ်တပ်တန်ရင်တွေကနေထွက်ပြေးလာချိန်မှာ ကျေးရပကပိုင်နဲ့တွေ့ဆုံပြီးဖန်စီထိန်သိမ်းရမြားလို့ဝန်သူပကပတာဝန်ရှိသူကပြောပါရယ်။ဒါအပြင်အလင်းဝင်ရောက်လာသူရောထွက်ပြေးလာသူရောအလုံးဟာတက်မှ33လောက်ခန့်ဝန်သူမျိုးအချင်းဆိုင်ခမ120ကစစ်ကော်မရှင်တပ်သားတွေဖြစ်ပြီးတက်ဆိုင်မှုတို့တက်ဆိုင်မှုလက်နက်ကြီးတက်သားတွေဖြစ်ပေါ်တော်ဆွဲဖန်စီခံတွေ့ပါဝင်ကြောင်းဆက်ပြောရယ်။ ဝမ်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ချိန်ဆက်အလင်းဝင်လာသူတွေကမန်လေးမြို့ကနေပေါ်တော်ဆက်ဖန်စီခံတွေဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာသူကိုအလင်းဝင်လာတဲ့သူလို့စောင့်ကြည့်ကာလတခုတည်းပြည်သူ့ရင်ခွင်တို့ဘာလို့စီးပို့ဆောင်ပေးမယ်။ဂျန်နက်ထွက်ပြေးလာတဲ့သူတွေကိုတော့သူတို့စစ်ကြောင်းနေထွက်ခဲ့ရရှိလို့ဆင်ရဆွေးမှုရှိမရှိထွက်ဆိုချက်တွေယူနေပါတယ်။သူတို့ရှေ့တန်းထွက်ခဲ့နေရတဲ့ကစစ်ဘက်စစ်ရေးအရာရှိတွေနဲ့ချိန်ဆက်စစ်ဆေးမယ်။ပြည်ရှင်စစ်ခေါင်ရုံးတဲ့အပြစ်ပေးမယ်လို့ဝမ်းတော်မြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့တောင်းရှိသူကပြောတယ်။ ်ဆက်လက်ပြီးလောင်လုံးမျိုးပေါ်ရှိပြည်အောင်စုတန့်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီအောင်မိုင်းခွဲခံပြီးလောင်ပြန်စီတနင်္သာရီတိုင်းလောင်လုံးမျိုးပေါ်ရှိပြည်အောင်စုတန့်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီအောင်ကိုမိုင်းခွဲတိုက်ခိုက်ခဲ့လို့လောင်လုံးတံမီလေးပြတစ်ဖက်စီကနေသိရတယ်။အချမ်းဖက်စစ်ကောင်ရှင်ရဲ့အတွင်းရောင်ရေဘရွေးကောက်ဘော်လက်မခံတာကြောင့်စန့်ကျင်တဲ့နေနဲ့အခုလိုမိုင်းခွဲခဲ့တာဖြစ်တယ်လို့လည်းဆိုရတယ်။မိုက်ခဲခံအကျန်းခံရုံကတော့မိလောင်ပြန်စီသွားတယ်မိဘပြည်သူများအနေနဲ့လည်းအကြဖက်စစ်ကော်မရှင်ရဲ့တွေ့အောင်ရွေးကောက်ပွဲကိုပူပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ဖို့နဲ့စီလုံးနှုတ်ဆော်ခြင်း ကိုရိုင်ဘုံမပောင်ရခြင်းတခြားသောပြည်သူတွေကိုအတင်းအကျပ်ဖိအားပေးပောင်ဝင်စေခြင်းနဲ့ပြုလုပ်ဖို့အတွက်လည်းထုတ်ပြန်သတိပေးထားတယ်။ဒါပြင်လောင်းလုံးတမနီလေးပြတပွင့်နေနဲ့ပြည်သူဆန္ဒမပါတဲ့တွေ့ရံရွေးကောက်ပွဲကိုနေရဒေသမြေစန့်ကျင်ထုတ်ပြန်သားမှဖြစ်တယ်လို့ဆိုရယ်။ပြည်ကအော်တိုဘလ21ရက်နေ့မှာလည်းလောင်းလုံးတမနီလေးပြတပွဲအလောင်းလုံးမြို့နယ်မှာမကန်ကျွာဘက်ကကင်ကျွာဘက်ကိုဆက်ချောင်းထုတ်လာစစ်ကောင်ပြည်တပွင့်နေကိုချောင်းပြတိုက်ခိုက်ခဲ့ပါရယ်။ ဆက်လက်ပြီးပြည်သူ့ရဲ့ဆန္ဒအမြန်ဆုံးပြေဖို့ဆက်လက်ရုန်းကန်ကြိုးစားတိုက်ပွဲမယ်လို့အေအေတက်မူချုံကပြောရခိုင်မျိုးသားဖွဲ့ချုပ်ဥက္ကဋ္ဌအာရခတက်တော်အေအေတက်မူချုံအာရခတက်တော်ရဲဘော်ရဲဘက်တွေနဲ့ရခိုင်မျိုးသားဖွဲ့ချုပ်ပြည်သူ့ဝန်ထမ်းတွေအားလုံးကပြည်သူရဲ့မျှော်လင့်ချက်ဆန္ဒတွေအမြန်ဆုံးပြေဝစေဖို့ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမယ်လို့အေအေတက်မူချုံဗိုလ်ချုပ်ထွန်းမြတ်နိုင်ကထုတ်ပြန်နေနိုဝင်ဘာလ9ရက်မှာကြောက်တဲ့အေအေတက်မူချုံ48နှစ်ပြည့်မွေးနေ့မှာမွေးနေ့ဆုတောင်းပေးကြပေါ့အခုလိုထုတ်ပြန်ခဲ့တာပါ ဝင်းနေဆူတောင်းပေးကြသက်ဆိုင်အဖွဲ့အစည်းလူပုဂ္ဂိုလ်တရားချွင်စီတာကျေးဇူးတင်ကြပို့ချုပ်ထုံမြန်နိုင်ဖို့ပြောင်းခဲ့ပြီးဆူတောင်းပေးခဲ့ကြပြည်သူတွေရဲဘော်ရဲဘက်တွေမိတ်ဆွေတွေအလုံးကျမ်းမာလုံခြုံရေးချမ်းစွာရှိကြပါစေလို့ပြန်လည်ဆုတောင်းပေးခဲ့ပါတယ်။ပို့ချုပ်ထုံမြန်နိုင်မွေးနေ့ကိုကမ္ဘာလုံးဆိုင်အာရခမြို့သားကွန်ရရောတင်တာကာကွယ်ရေးတပ်ဘာမအာမီ Robin Hood မိဇိုင်းဖွဲ့မြို့ဝကျွန်မမြို့သားတစ်ဖွဲ့ကမွေးနေ့သဝင်လာပြီးပို့ခဲ့တာကိုတွေ့ရပါတယ်။ အေးဟာရခိုင်တပြည်နယ်လုံးအတိုင်းတာသိမ့်ပိုင်နိုင်စစ်ကောင်စီတို့တိုက်ခိုက်နေတဲ့ကဲ့သို့ရခိုင်မကွေးရခိုင်ပကိုးရခိုင်အေရဝတီစစ်ဒေသနဲ့အေတက်လှူရှာဒေသမှာစစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိပါတယ်ဆလဗီယောအာနာဒိစစ်တပ်လင်းတည်တည်ထမင်းရဖြစ်နေအာနာဒိမှုတွင်ရတာနဲ့အများပြည်သူဆိုင်ရာဆောင်တွေကိုတိုက်ခိုက်လေရှဲစစ်တပ်ကအသက်ထမင်းဖြစ်တင်တိုင်းလင်းရပြည်သူလူထုတပ်ပါအကျိုးကျေးဇူးများဆောင်ခြင်းပေးမယ်လို့စစ်ကောင်ဆောင်ကပြောတယ် နိုဝင်ဘာလ9ရက်ကနေပြည်တော်လေးတဲ့စကံမှာပြုလုပ်ခဲ့တက်မတော်လေးရဲ့အလင်းရဟတ်ရင်နဲ့တက်တော်ဝင်ကျင်းခန်းနာမှာအနာသိဆင်ကောင်စားဖို့ကြောင့်မကျင်းမြောင်းလိုက်ကပြုစုခဲ့တာပါတက်တော်ဝင်နဲ့လင်းရင်တဲ့မှာစစ်တပ်ကအစ်ထမှန်ဖြစ်တင်လိုက်တဲ့ဝတ်ဆောင်ရဟင်တုံးစင်းနဲ့တခြားလင်းရင်နဲ့စီလိုပါဝင်နေအဲဒီလင်းရင်ရဟတ်ရင်တွေကတဘာဝပေးရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့တဘာပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်လုပ်ငန်းတွေမှာနီးလန့်မြွတ်မြွတ်နဲ့ထောက်ကူပြုဆန်းဆောင်နိုင်တယ်လို့ဆိုပါတယ် မြန်မာစစ်ဘက်အရာနဲ့လုံခြုံရေးဆိုင်လေးလာရေးဖွဲ့ MDS ဟန်ရဲ့ချက်လက်တွေကပြီးခဲ့တဲ့အောက်တိုဘာအတွင်းနိုင်ငံနဲ့မြန်မာစစ်တပ်တွေကြောင်းတိုက်ခိုက်မှု124ကြိမ်ပြုလုပ်ခဲ့တယ်။လက်တလုံးနိုင်ငံတကာမှာဖြစ်ပွားခဲ့ပြည်ပခိုင်တာမကပြည်တွင်းကချင်းနေတွေမှာပါရဟတ်ရင်လေယာဉ်တွေ drone နဲ့ UAV တွေပါဝင်လေကြောင်းဆွာရင်မြစ်တွေမရှိမဖြစ်လွဲလာလို့ပြောပါတယ်။ နမိတ်ပါပထမတွေ့ပတ်တွင်ရဲသားတွေကိုပြစ်မှတ်တာလေးကြောင့်တိုက်ခိုက်မှုဖြစ်စဉ်တွေမှာမန်လီတိုင်းမကွေတိုင်းကင်းပြင်းနေတဲ့ရဲခိုင်ပြင်းတွေမှာအများဆုံးဖြစ်ပွားနေရပါအဲဒီအတွက်ကြောင့်အနေဆုံးရဲသားဖြစ်သူ9ဦးတည်ဆုံးပြီး15ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့ညံလင်းတဲ့သူတင်နာဖွဲ့အချက်လက်တွေကဖော်ပြရတယ်။ဆေကောင်းဆောင်ကတော့ရေကောက်ွက်ကျင်းမှုပြင်ဆင်နေဖို့ပေါ်ပြည်တွင်းပြည်ပအဖွဲ့အစည်းချုပ်ဟာသူတို့လှူလာချက်တိုင်းမဟုတ်တဲ့အတွက်မဖြစ်မြောက်ပြက်ပြောင်းနှီးပေါင်းစုံနဲ့ဟန်တာနေရလို့ဆိုရတယ်။တော်လိုင်းတပ်ဖွဲ့တွေကလည်းတဖြည်းဖြည်းအရင်နေလာနေတယ်လို့စစ်တပ်အနေနဲ့ဟန်တာချေမှုမှုအထူးလိုအပ်ပြီး ြည်သူလူထုရဲ့အကူအညီကိုရရဲကဆက်လက်တိုးလက်တိုးတက်ပြီးလှုံ့ဆော်သွားမယ်လို့ပြောကြားခဲ့တယ်။စီအေးကက်ခက်တွေကတော့ရွေးကောက်ပွဲကျင်းပမယ်မြို့နယ်တွေကိုစစ်တပ်ကပြန်လည်လက်လွတ်မခံရရင်အပြည့်အဝထိန်းချုပ်ထားမှာဖြစ်ပြီးလက်လွတ်နယ်မြေတွေကိုတော့စီရင်နိုင်ငံဒီလန်ပြင်လေးချောင်းနဲ့ပါအရှိန်မြင့်လာနိုင်တယ်လို့သုံးသပ်ထားပါတယ်။နားဆင်အားဖြင့်ကြားရတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။